အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ဒူဘိုင်းရဲ့နာမည်ကျော်ဒူဘိုင်းဖောင်ဒေးရှင်းမှာဖြစ်ပါတယ်ဒူဘိုင်းမြို့ကိုလာလည်ပြည့်တဲ့ဆိုရင်တော့ဒီနေရာကိုရောက်အောင်လာဖို့ကျွန်တော်ပြောဆင်ပါတယ်ကြည့်လိုက်ပါဦးဗျာရေလေးပင့်တင်နေတဲ့တော်တော်လေးကိုကြည့်လို့လှပါတယ်ဒီဖောင်ဒေးရှင်းကလောင်းမိုက်လေဘယ်နေရာမှာရှိလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြပေးမယ် ဒီဘိုင်းပေါ့ဒီဘိုင်းကကမ္ဘာအကြီးဆုံး shopping mall တွေတစ်ခုဖြစ်တဲ့ Divine Mall ကမ္ဘာအမြင့်ဆုံး Burj Khalifa area ဆောက်ဦးရဲ့ဘေးက Burj Khalifa လိမ့်မှာဖြစ်ရှိတာပါဒီခုမြင်နေရတဲ့ဒီ Burj Khalifa လိမ့်ကအေက30တောင်းကျယ်တယ်ဗျဂျီနီယာကကျွန်တော်တို့ဒါဒူဘိုင်းမြို့ရဲ့အလဲကောင်း iconic နေရာတစ်ခုလို့ပြောရမှာပေါ့ ဒီ founding show ကြီးကတော်တော်မိုက်တာနဲ့တူသူ့ကို funding ပေးထားတဲ့ company အကြောင်းလည်းကျွန်တော်ပြောချင်နေပြန်အာဒီ company က WET web design ပေါ့နော်အဲ့ company ဖြစ်တယ်ပြန်သူက California American ခြေစိုက် company တခုပါဒီ founding show ကြီးကိုကျွန်တော် funding တုံးသွားဆိုရင်မီးရောင်စုံဒီလိုပေါ့ကျွန်တော်အခုမြင်နေရတဲ့အတိုင်းလှပနေဖို့အတွက်မီးရောင်စုံအလုံးပေါင်း6600နဲ့ funding ထားတယ်နောက်ပြီးတော့ကျွန်တော်တို့ သည်ကျောင်းဆောင်အနေနဲ့လှနေဖို့အတွက်သာ projector ပေါင်း25လုံးနဲ့တောင်းတာဖန်တီးထားဖြစ်ပါလေ။အခုဒီရေတွေပေါ့မြင်နေတဲ့အမြင့်ကပေ900အထိတောင်းမှပန်းထုတ်နိုင်တာဖြစ်တယ်။တစ်ချိန်ပန်းထုတ်လိုက်ရင်ရေကားလန်းပေါင်း2000 2000လေးတွေကိုပြစ်တင်လိုက်တာပါ။ဘလင်းနန်းတွေကို -10 ရာနေမြင်ရတယ်ဒါကတော်တော်လေးကိုမိုက်တယ် ဒီခုကျွန်တော်တို့ကြည့်နေတဲ့ချိန်မှာဒါကန်နဝင်တချင်းတွေနဲ့ဒါတို့အာဘီတချင်းတွေနဲ့ကဘာပေါ်တချင်းတွေနဲ့ဒါကကွက်တွေကိုဖန်တီးထားတာပါတကယ်ကိုလပါတဲ့လာတရားတစ်ခုပါပဲဒီ show ရို့တိဆောက်တုန်းကဒေါ်လာတန်း230နဲ့7တန်းအထိကုန်မရခဲ့တယ်ဒီအခုလက်ရှိဒီ2025ခုနှစ်ထိပေါ့နော်ကျွန်တော်ဒီ foundation show ကကဘာမှာအကြီးဆုံးဆိုတဲ့ foundation show ဆိုတဲ့ပွဲတဲ့ အာ2025ခုဆိုရင်ဒီ foundation ကကမ္ဘာမှာအကြီးဆုံးပဲဗျဒီ show တနေ့ဘယ်နှကြိမ်လောက်လဲဆိုတော့ကျွန်တော်ဆက်ပြီးပြောပြပေးမယ်ဒီ show ကိုနေ့လေတနာ yı ရနေပြောတနာ yı ကျွဲမှာနှစ်ကြိမ်နိုင်ဝက်ချပြီးနှစ်ကြိမ်ညနေပိုင်းဆိုရင်6နာရီနေပြီးတော့ည7နာရီထိမိနစ်30တိုင်းမှာအကြိမ်ကြီးပြနေပြဒါကြောင့်ချိန်ရတဲ့အခါလာကြည့်ဖို့ကျွန်တော်ပြောစင်ပါတယ် ဒူဘိုင်းကိုရောက်ပြီးတော့ဒီ foundation ကိုမကြည့်ဘဲနဲ့ကျွန်တော်တို့ပြန်သွားပြန်မယ်ဆိုရင်တော့ဗျမ်းကိုနှမျိုးကောင်းပါပြီဗျဒူဘိုင်းမှာကနေရာတော်တော်များများကဝင်ကြည့်ပြီးတော့ကြည့်လို့ရတယ်ဆိုပေမဲ့ဒီကဘာကျော် foundation ရတော့အခမဲ့ဝင်ပြီးတော့ကြည့်ရှုလို့ရပါတယ်ဗျကဲတလောက်ပါပဲဗျာဒီ foundation ကိုတွားကြည့်ဖို့စီစဉ်နေပြီလားကိုမမအခုကိုကျွန်တော်တို့ပြောခဲ့လို့ရပါတယ်နောက်ထပ် Dubai မြို့ရဲ့ဘယ်နေရာတွေကိုကြည့်ရင်တည်းလည်းမသိဘူးဗျာ ဆုံးထိလိုက်ပါကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ Yeah.